ားပါရှင်ရန်ကုန်ခေတ္တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်နိုင်ငံတော်တိုက်ပွဲတွေမှာသေဆုံးသွားတဲ့အရာရှိနဲ့စစ်သားတွေရဲ့ကျန်းရေးသူမိသားစုတွေကိုရန်ကုန်၄00ကန်စစ်မှုထမ်းအောင်အင်အားတက်မှာအင်ကန်းမဲဖောက်ပေးမှဖြစ်ပြီးမုတ်ဆိုးမှအများစုတိုက်ခန်းရကြတော့မယ်လို့စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်ရခိုင်ဒေသကိုတိုက်ခိုက်နေတဲ့အာစာနဲ့ ISO အဖွဲ့တွေကိုအားပေးအမြောက်ပြုနေတဲ့ ်ဘင်္ဂလားဒေ့ရှ်နေကြာဆောက်အရာရှိတို့ကိုအရေးယူပေးဖို့အတွက် AA ကဘင်္ဂလားဒေ့ရှ်အစိုးရကိုထပ်မံတိုက်တွန်းလိုက်တဲ့သတင်းပါဝင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမအုပ်စုတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းတိုက်ပွဲတွေမှာသေဆုံးသွားတဲ့အရာရှိနဲ့စစ်သားတွေရဲ့ကြံရည်သူမိသားစုတွေကိုရန်ကုန်မြို့တကုံမြို့တစ်တောင်ပိုင်းမြို့နယ်လေးတောက်ကန်စစ်မှုထမ်းအောင်အင်အားတက်မှာမဲဖောက်အခမ်းပေးမှာဖြစ်ပြီး မုတ်ဆိုးမအများစုတိုက်ခန်းရကြတော့မယ်လို့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်အကြံဘတ်စစ်တပ်ကစစ်မှုထမ်းအောင်အင်အားမျိုးသစ်အဖြစ်တကုံမျိုးသစ်တောင်ပိုင်း၄000ကံမှာအင်ကန်ပေါင်း၄000ခန်ပါဝင်တဲ့မျိုးသစ်စီမံကိန်းကိုတည်ဆောက်နေတဲ့နေရာမှာတော့အဲ့ဒီအင်အားသစ်မှာတိုက်ပွဲအတွင်းထိသွားတဲ့အကြံဘတ်စစ်တပ်ကအရာရှိနဲ့စစ်သည်တွေကို အခန်းတွေပေးရသွားမယ်လို့သိရပါရယ်အဲ့ဒီစစ်သားတွေရဲ့ရှောက်လွာတင်ထားတာတွေကိုမဲနိုင်ပေးပြီး မဲပေါက်ရဲ့အခန်းရမှာဖြစ်ကမဲမပေါက်သေးတဲ့မိသားစုတွေကတော့ထတ်ဆောင်ရမယ်လို့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်။အဲဒီစစ်မှုထမ်းအောင်အင်ယာတစ်မှာအဆောက်အုံနဲ့အခန်းတွေထပ်မံတိုးချဲ့မှာဖြစ်ပြီးလျှက်စစ်တပ်အားပေးဖို့နေအောင်ကြည်စွန့်ရင်သုံး solar plant ကိုပါတိဆောက်သွားမှာဖြစ်ကစစ်မှုထမ်းအောင်အင်ယာ၄တောင်ကန်ဒီဘင်းအောင်လမ်းနဲ့အမတ်ခွန်လမ်းတောင်မှာ shopping complex ကိုပါထည့်သွင်းတိဆောက်နေတယ်လို့သိရပါတယ်။အဲ့လိုတည်ဆုံးသူစစ်သားနဲ့အရာရှိတွေရဲ့ဇနီးနဲ့ ကျန်ရည်သူမိသားစုတွေကိုအခန်းများပေးရရမှာလာစဉ်ခေါ်ယူနေတဲ့စစ်မှုထမ်းတပ်သားတွေတွေသေသွားရင်တော့ကျန်ရည်ခဲ့တဲ့မိသားစုတွေကိုတော့အခန်းပေးမှာမဟုတ်ဘဲစစ်သားအဖြစ်လုံသက်အနည်းဆုံး10နှစ်အထက်ရှိနေတဲ့တေဆုံးစစ်သားတွေရဲ့ကျန်ရည်သူမိသားစုတွေကိုသာနေစရာအခန်းရရှိနိုင်ဖို့ကိုမဲဖောက်ပေးသွားမှာလို့သိရပါတယ်စစ်တပ်ကတကုံမျိုးသစ်စိတ်ကမ်းမျိုးနယ်မှာမြမသားကောင်စစ်မှုထမ်းအောင်အင်ယာကိုတိဆောက်ခဲ့ပြီးစစ်တပ်ကတေဆုံးစစ်သည်တွေရဲ့မိမတွေကိုမဲနိုင်နေရာချထားပေးခဲ့တာကြောင့် အဲ့ဒီအိမ်ရမှာမုတ်ဆိုးမများအိမ်ရဆိုပြီးတက္ကစီသမားတွေနဲ့ဆိုင်ကယ်ကယ်ရီသမားတွေကြားသတ်မှတ်ခေါ်ဝေါ်နေကြတာတွေရှိနေပါတယ်ရှင်။ရခိုင်ဘက်ကတရင်ကိုကြည်အောင်ပါ။ရခိုင်ဒေသကိုတိုက်ခိုက်နေတဲ့အာဆာနဲ့အိုင်ဆိုအဖွဲ့တွေကိုအပိအမြောက်ပြုနေတဲ့ဘင်္ဂလားဒေ့ရှ်နေဂျာဆောင်အရာရှိတချို့ကိုအေးအေးယူပေးဖို့အတွက် AA ကဘင်္ဂလားဒေ့ရှ်အစိုးရကို မနေ့ကထပ်မံတိုက်တွန်းလိုက်ပါတယ်။ အေကရခိုင်ဒေသမှာလက်ကြံမျိုးသုံးခုကိုစစ်တပ်လက်အောက်ကနေအလုံးစုံလွတ်မြောက်ရေးစစ်ရေးနိုင်ငံရေးနီလန်းတွေနဲ့ဆောင်ရွက်နေချိန်မှာအာဆာနဲ့ ISO အဖွဲ့တွေကဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စပ်တလျှောက်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတို့မှာယာယီစခန်းတွေအခိုင်အမာစခန်းတွေကိုတည်ဆောက်ပြီးအဲ့ဒီနေရာတွေကနေရခိုင်ဒေသအတွင်းကိုစိတ်ဝင်ရောက်ကအေရဲ့လုံခြုံရေးစခန်းတွေကိုလျှက်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့တာတွေလှုပ်ဆောင်လာတယ်လို့အေကပြောပါရယ်။ဒါအပြင်ဘင်္ဂလားဒေ့ရှ်ဘက်အချမ်းကနေပြီးနှောက်ယှက်ပစ်ခတ်တာ ရန်စပစ်ခတ်တာအရက်သားတွေကိုတက်ဖြတ်တာနဲ့ပြန်ပေးဆွဲချင်းချောက်တာတွေကိုလည်းအခုရက်ပိုင်းတွေမှာပို့ပြီးလှုပ်ဆောင်လာတယ်လို့အေအေကဆက်ပြောပါရယ်မနေ့ကအော်တိုဗလာ၁၇ရက်နေ့နေ့လယ်၃နာရီချင်းမောင်းတောမြောက်ပိုင်း၄ရွာခွာဆုံရဲ့တောင်ပန်းမီတာ200အကွာမှာအစ္စလမ်လက်နက်ကင်၁၀ယောက်ကဒေသခံဆိုင်ကယ်ကယ်ရီမောင်းသူ၃ဦးကိုခြုံခိုတိုက်ခိုက်ခဲ့ပြီးတအူးသေးဆုံးက၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါရယ် ဒါကြောင့်အာဆာနဲ့ ISO အဖွဲ့တွေကဘင်္ဂလားဒေ့ရှ်နေဂျာစောင့်တန်း BGB ရဲ့အရာရှိတချို့နဲ့ထောက်ခံအားပေးသူတချို့ကထောက်ပံ့ပေးထားတာဖြစ်နိုင်တယ်လို့ AA ကပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကလည်း AA ကဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရကိုအတိပေးထုတ်ပြန်ခဲ့ပြီးအခုထပ်မံပြီးတိုက်တွန်းကဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အရေးယူထိန်းချမှုမရှိဘဲဆက်လက်လွတ်ပေးထားမယ်ဆိုရင်နှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးနဲ့ နှစ်ဖက်ယုံကြည်မှုတို့ကိုဆိုးရွားနိုင်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်းချိန်ချမှုဖြစ်လာနိုင်တယ်လို့ AE ကတိုက်တွန်းထားပါတယ်။ဒါကြောင့်အာဆာနဲ့ ISO အဖွဲ့တွေကဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကနေရခိုင်ဒေသကိုဝင်ရောက်စစ်ရေးလှုပ်ရှားမှုတွေကိုအမြန်ဆုံးဟန်တာပေးဖို့နဲ့ပါဝင်ပတ်သက်နေတဲ့ဘင်္ဂလားဒေ့ရှ်နေကြာဆောင်အရာရှိဝန်ထမ်းတွေကိုအမြန်ဆုံးထိန်းချုပ်အရေးယူပေးဖို့ကို AE ကကြေညာချက်ထုတ်ပြန်ပြီးထပ်မံတိုက်တွန်းလိုက်တာလို့သိရပါပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးဆိုရပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့အကြံဖတ်မှုတိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ SOS ကပြုလုပ်တဲ့အပတ်စဉ်သုံးတင်းနှင်းစင်ပွဲအခမ်းအနားနဲ့လက်နက်အနှင်းချင်းအခမ်းအနားကိုစက်တင်ဘာလ26ရက်နေ့ကစကိုင်းတိုင်း NUG စိုးမိုးနယ်မြေအတွင်းတနေရာမှာပြုလုပ်ကျင်းပခဲ့တယ်လို့ဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ပါတယ်တင်နဆင်ပွဲခန်းနာကိုအမျိုးသားညီညွတ်ရေးဆိုရပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးလွင်ကိုလည်း ဒူဝင်ကြီးဦးကျော်နီတွဲဘက်အတွင်းဝင်ဒေါ်ဂျူလိုင်တို့ကအွန်လိုင်းကနေသတင်းအမှားစကားတွေပြောကြားခဲ့တယ်လို့သိရပါတယ်ဒါအပြင်ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကအမြဲတမ်းအတွင်းဝင်တဲ့အတူရုံးအဖွဲ့တွေကစီရေးပြကွင်းကိုတက်ရောက်ချင်းမြင်အမှာစကားတွေပြောကြားခဲ့တယ်လို့လည်းသိရပါဗျ။ တင်းနယ်စင်ပွဲအခမ်းအနားမှာအန်ယူဂျီဝင်ကြီးဦးလွင်ကိုလက်က SOS တပ်ဖွဲ့အားပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနရဲ့တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်တယ်လို့ SOS တပ်ဖွဲ့ကိုတီထောင်ရတဲ့ရည်ရွယ်ချက်တွေကတော့အင်အားနည်းနည်းနဲ့ကြည်ကြည်လေးလေးစွမ်းဆောင်မှုကောင်းကောင်းနဲ့အရေးကြီးစစ်ဆင်ရေးဆိုင်ရာပြစ်မှတ်တွေကိုတာဝန်ယူဆောင်ရွက်ဖို့ဖွဲ့စည်းထားတာဖြစ်တယ်လို့ပြောပါရယ်။ဒါအပြင်တင်းနယ်စင်ပြီးတဲ့အချိန်စစ်ဆင်ရေးပြုလုပ်တဲ့အခါမှာလည်း စွမ်းဆောင်မှုကောင်းကောင်းအမိန့်နာခံမှုကောင်းကောင်းနဲ့အောင်ပွဲရတဲ့အချိန်ရဲဘော်တွေအချင်းချင်းပူးပေါင်းဆောင်ရွက်မှုကောင်းဖို့လိုအပ်ပြီးရဲဘော်တွေရဲ့စစ်စင်ရေးနဲ့အရေးကြီးတဲ့အချက်လက်များပြောခဲ့ပြီးရဲဘော်ရဲဘက်စစ်ရေးပြင်းနဲ့ပူးပေါင်းဆောင်ရွက်မှုကောင်းမှသာအောင်ပွဲရနိုင်မှာပါလို့ပြောထားပါတယ်အဲ့ဒီအပြင်ဥလင်ကိုလက်ကတပ်ဖွဲ့ရဲ့ကိုကဲရေးတာဝန်ကိုယူထားတဲ့တာဝန်ရှိသူတွေအနေနဲ့လည်း ရဲဘော်တွေနဲ့အတူရဲဘော်တွေရှေ့ကအူဆောင်ကဆစ်စင်ရေးကိုအတူတကွအောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့တရင်တပ်ဖွဲ့ဖြစ်အောင်လှုပ်ဆောင်ဖို့လိုအပ်ပြီးဝင်ကြီးဌာနအနေနဲ့တမယိုးကျစစ်ပွဲတွေမှာပူးပေါင်းဆောင်ရွက်နေတာရှိသလိုတမယိုးကျမဟုတ်တဲ့စစ်ပွဲတွေမှာလည်း SOS တပ်ဖွဲ့တွေအနေနဲ့ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ရမယ့်စစ်စင်ရေးတွေနဲ့တာဝန်တွေရှိလာမှာဖြစ်တယ်လို့ပြောထားပါတယ်။အခမ်းအနားမှာတင်တန်းအတွင်းစ조사ခဲ့တဲ့စုရတင်တန်းသားတွေကိုလည်းစုတွေချီးမြှင့်တာအမြဲတမ်းအတွင်းဝင်ဦးကိုမင်းကတပ်ဖွဲ့မှုစီလက်နက်အနှင်းတာနဲ့ အကြံဖတ်မှုတိုက်ဖျက်ရေးထူတပွဲ SOS အတွက်ကြီးရွာပြည်သူအုပ်ချုပ်ရေးတပွဲတွေကပေးရလာတဲ့ဂုံပြူချင်းမြင့်ငွေကို SOS တပွဲမှုကလက်ခံရယူခဲ့တယ်လို့သိရပါဗျ။စည်ရပြအခမ်းအနားပြီးမှာတော့တင်းတန်းစင်ရဲဘော်တွေကတင်းတန်းအတွင်းလေးကျင့်တင်ကြားခဲ့တဲ့မြန်မာတိုင်းတရုတ်ဖော်ပြမှုကိုအမြဲတမ်းအတွင်းဝင်ကကြည့်ရှုခဲ့တယ်လို့သိရပါဗျ။ SOS အပတ်စဉ်သုံးတင်တဲ့အကြမ်းဖက်စစ်အုပ်စုကိုနီလန်းမျိုးစုံနဲ့တိုက်ခိုက်ချိန်မုံနိုင်ဖို့ရည်ရွယ်ပြီး စကိုင်းတိုင်းစိုးမုံနယ်မြေအတွင်း85ရဲကြာကျင်းပပြုလုပ်ခဲ့တဲ့တင်းနှံဖြစ်တဲ့လို့စကိုင်းတိုင်းနဲ့မကွေးတိုင်းတို့ကတင်းနှံသားတွေကိုစီစစ်ရွေးချယ်ကတင်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းမြောက်ဒေသမိုင်းလုံမြို့ကိုအကြံဘတ်စေုပ်စုကချက်ဖိုက်တာနဲ့ပေါင်150ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်တာကြောင့်ပြည်သူနေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့တယ်လို့တန်အန်တမတော် DNL ကဒီနေ့မှထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့အော်တိုဗလာ၁၇ရက်နေ့နေ့လယ်တနာရီခွဲမှာအကြမ်းဖက်ဆဲအုပ်စုကပေါင်150ပုံနှလုံးလာရောက်ကျဲချခဲ့တာကြောင့်တော့ဆန်ရွာမှဂျေးရွာအတွင်းကိုတလုံးနဲ့အဲ့ဒီဂျေးရွာနီးကလွေရင်တောင်ကိုတလုံးဘုံတွေကြားရောက်ပောက်ကွဲခဲ့တာကြောင့်ပြည်သူလူထုနေနှလုံးနဲ့ဖုံးဝင်ကြောင်မှရှိတဲ့ဇယက်ထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။အဲ့လိုပဲအော်တိုဗလာ၁၀ရက်နေ့ကလည်းမိုးမိတ်မြို့နယ်အောင်မြေရွာနီးကို အကြမ်းဖက်ဆေးအုပ်စုကပေါင်150ဘုံးနှလုံးနဲ့ rocket လက်နက်ကြီး6လုံးထိုက်မှန်လာရောက်ကျေချတိုက်ခိုက်ခဲ့ပါတယ်။အကြမ်းဖက်ဆေးအုပ်စုဟာနေတိုင်းလေကြောင်းကနေဘုံးကျဲတိုက်ခိုက်နေသလိုမြေပြင်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်ပြည်သူတွေအနေနဲ့လည်းစည်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကနေကာကွယ်နိုင်ဖို့ကိုလည်းလေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာကြဖို့ TNL ကတိုက်တွန်းထားပါတယ်ရှင်။မန္တလေးဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းတောင်သာမြို့နယ်ရုံစီကြီးကြီးရွာဘက်ကနေတံပိုးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက်ခဲ့တယ်လို့မြင်းကြံခရိုင်အမှတ်3တပ်ရင်းကမနေ့ကညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့လစတင်မာလ18ရက်နေ့ကရုံစီကြီးကြီးရွာဘက်ကနေတံပိုးရွာဘက်ကို UTB လက်နက်ကြီးတွေပြစ်ခတ်ကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်သားတွေနဲ့ ော်လန်ရေးပူပေါင်းတပ်တွေတန်ဖိုးရွာရှေးဘတ်တော်တွင်တနေရာမှာထိတ်တိုက်တွေ့ပြီးအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်မရှင်တပ်ကဒရုန်းစက်တက်လေးဒီနဲ့တော်လန်ရေးရဲဘော်တွေကိုဘုံတိကျဲချတိုက်ခိုက်ခဲ့ပေမဲ့တော်လန်ရေးရဲဘော်တွေကတော့အထီးကိမ်းမရှိခဲ့ဘူးလို့သိရပါတယ်။အဲ့ဒီနောက်တော်လန်ရေးတပ်တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အခါမှာတော့စစ်ကောင်မရှင်တပ်သားတွေတေဆုံးထိခိုက်မှုများခဲ့ကအထိနာသွားတဲ့စစ်ကောင်မရှင်တပ်ကလေကြောင်းပစ်ကူခေါ်ခဲ့တဲ့အတွက် .5 တနက်ပစ်ခတ်ခဲ့တာကြောင့် တော်လန်ရဲဘော်တွေစကန်းကိုပြန်လဲဆုတ်ခွာခဲ့ကြတယ်လို့သိရပါဗျ။စစ်ကောင်မရှင်တပ်သားတွေဟာခြေကုပ်ယူထားတဲ့ရုံစီတီကြေးရွာအတွင်းပြည်သူအိုးအိမ်တွေကိုမီးရှို့ဖျက်ဆီးတာပြည်သူတွေကိုတပ်ဖြတ်တာနဲ့အမျိုးသမီးတချို့ကိုအာဓမပြုကျင်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျရှင်။မန္တလေးဘက်ကိုဆက်ကြည့်အောင်ပါ။မန္တလေးမြို့မှာအလောက်ကနေပြန်လာချိန်ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်သားအဖြစ်သွင်းခံရတဲ့ တပ်သားတွေတူအလင်းဝင်လာတယ်လို့ UNICO ပြောကြားတဲ့ဖွဲ UGF ရဲ့တာဝန်ခံကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဗလာ၁၀ရက်နေ့မှာစကိုင်းမြို့ပေါ်မှာရှိတဲ့အမတ်33ချင်းမြန်တမဌာနချုပ်ရဲ့လက်ယုံတက်ကနေတပ်သားတွေတူအား UNICO ပြောကြားတဲ့ဖွဲစီကိုအလင်းဝင်ဖို့ဆက်သွယ်လာတာကြောင့်စကိုင်းမြို့တနေရာကိုတွားရောက်ခေါ်ဆောင်ပြီးခဲ့ရတယ်လို့သိရပါရယ်အဲ့ဒီလိုလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်ကိုလက်ရှိချိန်မှာတော့ယူနီကွန်းပြောက်ကြားတပ်ဖွဲ့က သူ့ရဲ့မိသားစုဝင်တွေစီကိုပို့ဆောင်ပေးခဲ့တယ်လို့လည်းသိရပါဗျ။အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းသသားတင်ဟာ2025ခုနှစ်ဖေဖော်ဝါရီလပိုင်းမှာမန္တလေးမြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးတောင်နေကြီးမြို့ကိုစက်တင်ဘာလ12ရက်နေ့မှာပို့ဆောင်ခံရကစကိုင်းမြို့တမ33လက်ယုံတက်ကိုပို့ဆောင်ခံရပြီးတဲ့နောက်အလင်းဝင်ရောက်လာခဲ့တာလို့သိရပါဗျ။လက်ရှိချိန်မှာတော့ယူနီကွန်ပြောက်ကြားတက်ဖွဲ့စီကိုအလင်းဝင်ရောက်လာသူစုစုပေါင်း9ယောက်ထိရှိလာပြီဖြစ်ပြီး ်၃ယောက်ကတော့ယူနီကွန်ပြောက်ကြားတက်ဖွဲ့နဲ့အတူအကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေပြီးကျန်တဲ့ယောက်ကတော့မိသားစုဝင်တွေစီကိုပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံတပ်ခိုင်နဲ့ကချနာဘူရီခိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား136ယောက်ကိုဖမ်းဆီးရရှိခဲ့ပြီးအဲဒီထဲမှာကလင်းငယ်တွေပါပါဝင်တယ်လို့ထိုင်းနိုင်ငံကနေလာတဲ့သတင်းတွေအများသိရပါတယ်။ ပြီးခဲ့တဲ့အော်တိုဗလာ၁၇ရက်နေ့ထိုင်းနိုင်ငံတက်ခိုင်ထိုင်းမြန်မာနယ်စပ်ဖုန်ဖရာမြို့မှာတရားမဝင်မြန်မာနိုင်ငံသား၉ဦးလိုက်ပါလာတဲ့ကားကိုစစ်ဆေးဖို့အတွက်ထိုင်းအာဏာပိုင်တွေကရပ်တန့်ခိုင်းခဲ့တဲ့အချိန်မှာပဲမရပ်တန့်ပဲထွက်ပြေးသွားတာကြောင့်လိုက်လံဖမ်းဆီးရာ ကားကအရှိန်မထိန်နိုင်ပဲလမ်းဘေးမြတ်တော်တဲ့ကိုရောက်ရှိသွားပြီးကားပေါ်မှာပါလာတဲ့တရားမဝင်မြန်မာနိုင်ငံသား၉ဦးကိုဖမ်းဆီးရရှိခဲ့တဲ့ပြင်ကားမောင်းသမားနဲ့အခြားထိုင်းတအူးကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ ဖမ်းဆီးရရှိခဲ့တဲ့မြန်မာနိုင်ငံသား၉ဦးမှာတရားဝင်ထောက်ထားတစုံတရာမပါရှိပဲတဦးကိုထိုင်းဘတ်4500ပေးပြီးဝင်ရောက်လာတာဖြစ်ကလက်ရှိမှာတော့အဲ့ဒီမြန်မာနိုင်ငံသားတွေကိုဖော့ပရာမြို့နယ်ရဲစခန်းမှာအမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။အခုလိုပဲထိုင်းနိုင်ငံကထနာပူရီခရိုင်မှာလည်းမနေ့ကအော်တိုဗလာ17ရက်နေ့ကမြန်မာနိုင်ငံသား109ယောက်လိုက်ပါလာတဲ့အလုံပိတ်ကားတစ်စီးကိုထိုင်းအနာပိုင်တွေကတားဆီးစစ်ဆေးခဲ့ပြီးတရားမဝင်မြန်မာနိုင်ငံသားတွေအလုံးကိုဖမ်းဆီးရရှိခဲ့လို့သိရပါဗျ။ အဲ့ဒီမြန်မာနိုင်ငံသားတွေမှာထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ဖို့အတွက်ဖျားသုံးစုမျိုးကနေတဆင့်ဝင်ရောက်လာပြီးမိသားစုလိုက်ဝင်ရောက်လာသူတွေလည်းရှိတာကြောင့်ဖန်စီခံရသူတွေထဲမှာခလင်းငယ်တွေလည်းပါဝင်နေပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။